Hello အားလုံးပဲမင်္ဂလာပါမိဘနဲ့သားသမီးကြား healthy relationship တည်ဆောက်နိုင်ဖို့ရန်အတွက်ဒီဗီဒီယိုကနေအချက်လေးချင်းနဲ့ဖော်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးအချက်က open relationship တည်ဆောက်ထားဖို့လိုအပ်ပါတယ်မိဘနဲ့သားသမီးကြားမှာဝင်လင်းနဲ့ဆက်ဆိုင်ရေးတစ်ခုတည်ဆောက်ထားဖို့လိုအပ်ပါတယ်ခုကလေးကမိဘစီကိုသူ့စိတ်ခံစားချက်တစ်ခုခုပြောလာပြီဆိုလို့ရှိရင်ဝေဖန်မှုတွေပြစ်တင်ရှုတ်ချမှုတွေ မလုပ်ဘဲနဲ့သူ့စိတ်ထဲမှာရှိတဲ့အတိုင်းပြောခွင့်ပေးမယ်ဆိုလို့ရှိရင်ခလေးကအိုးငါမိဘကိုယုံကြည်လို့ရတယ်ကိုမိဘကိုယဉ်ဖွင့်လို့ရတယ်ဆိုပြီးတော့ယုံကြည်လာမယ်စိတ်ချလာမယ်အဲ့လိုမျိုးငငယ်ကလေးကကိုမိဘကိုယုံကြည်ရယ်ယဉ်ဖွင့်ရေးလာတယ်ဆိုလို့ရှိရင် နောက်ပိုင်းသူတို့လူကြီးဖြစ်တဲ့အခါမှာလည်းသူတို့တစ်ခုခုခံစားရတယ်ဆိုလို့ရှိရင်လည်းမိဘကိုယဉ်ဖွင့်ရေးမှဖြစ်ပါတယ်ကလေးတွေကိုเนี่ยအဲ့လိုပြောရမှာเนี่ยအဲ့လိုမလုပ်ဘူးလားဆိုပြီးတော့ negative reaction တွေဝေဖန်တာတွေဖြစ်တင်ရှုတ်ချတာတွေလုပ်တယ်ဆိုလို့ရှိရင်ကလေးတွေကနောက်ပိုင်းရင်မဖွင့်ရှင်တော့ဘူးအဲကြောင့်သူတို့စိတ်ထဲမှာရှိတဲ့အတိုင်းသူတို့အတွေးအမြင်လေးကိုပါလွတ်လွတ်လပ်လပ်ပြောခွင့်ပေးလိုက်မယ်ဆိုလို့ရှိရင်ကလေးစိတ်ထဲမှာဘယ်လိုထင်သွားမလဲဆိုတော့အိုးငါမိဘကိုယုံကြည်လို့ရတယ်ယင်ဖွင့်လို့ရတယ်ဆိုတဲ့အသည့်စိတ်လေးဝင်သွားမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မိဘနဲ့သားသမီးကြားဆက်ဆံရေးဒီပူပြီးတော့ခိုင်မာလာမှာဖြစ်ပါတယ် ဒုတိယချက်က a good listener ဖြစ်ဖို့လိုအပ်ပါတယ်ကုသသမီးကတခုခုပြောလာပြီဆိုလို့ရှိရင်တေချာလေးနားထောင်ပေးတတ်ဖို့လိုအပ်ပါတယ်တခါလေကြားလို့ရှိရင်မိဘတွေကကုခလေးပါပြောပြောอืมอืมอ๋ออ๋อလောက်ပြီးတော့နားတော့ထောင်နေတာပဲဒါပေမဲ့မကြောက်ဖြစ်တတ်တယ်ခုခလေးတခုခုလာပြောပြီဆိုလို့ရှင်တေချာလေးကယူဆိုင်နားထောင်ပေးဖို့လိုအပ်ပါတယ်ခုသားသမီးစကားပြောတဲ့အချိန်မှာဖြက်ပြောတာမျိုး မလုပ်သင့်ဘူးကြောင်တက်တဲ့ကလေးဆိုလို့ရှင်ကြောင်မှဖြစ်ပျက်ခဲ့တဲ့အရာတွေပြောပြခြင်းနဲ့မင်းကလေးဆိုပူဆိုးတယ်ယောက်ျားလေးတွေကတိတ်ပြီးတော့မပြောဒါပေမဲ့မင်းကလေးတွေဆိုလို့ရှင်တော့ဖြစ်တဲ့အကုန်လုံးမင်းကလေးတပါဝအတိုင်းပြန်ပြောပြခြင်းနဲ့အဲ့ဒါဘသူ့ကိုသွားပြောမယ်မှန်းမသိဘူးအဲကြောင့်မိဘတွေကိုအကုန်ပြောခြင်းတာစကားများတဲ့ကလေးတွေဆိုလို့ရှင်အချင်းတော်တော်ပေးရတယ်နော်ဒါပေမဲ့အဲ့လိုမျိုးပေးတော့ပေးမှာပဲ အခု listener တယောက်ဖြစ်ဖို့ဆိုလို့ရှင်ကိုသားသမီးပြောတဲ့စကားကိုတေချာလေးနားထောင်ပေးတတ်ဖို့လိုအပ်ပါတယ်။အဲ့ဒါတို့အရေးကြီးတယ်သူတို့ငယ်ငယ်တုန်းကဖြစ်ပျက်ခဲ့တဲ့အရာလေးတွေကိုကလေးတွေကမမေ့ဘူး။တေချာနားမထောင်ပေးဘူးဆိုလို့ရှင်သူအရွယ်ရောက်တဲ့အချိန်မှာသူ့စိတ်ထဲမှာဘယ်လောက်ပဲခံစားခံစားကိုမိဘကိုပြောချင်မှာမဟုတ်ဘူး။ဒါငယ်ငယ်တုန်းကအဲ့လိုမျိုးအခု listener တယောက်ဖြစ်ပေးခဲ့မယ်ဆိုလို့ရှင်သူအရွယ်ရောက်တဲ့အချိန်မှာလည်းသူတခုခုခံစားလို့ရှင်မိဘကို အရင်ဖွင့်ပြောဆိုလာနိုင်မှာဖြစ်ပါတယ်ကိုငယ်တုန်းကဂျုံဖူးတဲ့သူလည်းရှိမှာပေါ့ကိုအဖေမေတွေကိုတခုခုပြောချင်တယ်ဒါမဲ့သူတို့ကလူချစ်ချင်းချင်းအလာပတလာပအကြီးကြီးတာလည်းမဟုတ်ပဲနဲ့စကားတွေပြောနေကြတယ်အဲ့မှာကိုအဖေမေကိုသွားပြီးတော့စကားပြောလို့ရှိရင်ခလေးကဘူကြီးဒီစကားပြောတဲ့အချိန်မှာလာမပြောရဘူးဆိုပြီးတော့ကိုပြောချင်တာကိုပြောခွင့်မပေးဘူးဒါမဲ့သူတို့ပြောတာလည်းအကြီးကြီးလားဆိုတော့အကြီးမကြီးနေဘူးအဲ့လိုမျိုးဂျုံဖိုးတဲ့သူတွေလည်းရှိကောင်းရှိမှာပါ ကိုကိုတိုင်လည်းကြုံဖို့တာပါအဲ့လိုမျိုးဖြစ်တော့ကိုအရွယ်ရောက်တဲ့အချိန်မှာကိုမိမကဘာမှပြောချင်စိတ်ကိုမရှိတော့ဘူးအဲကြောင့်ခုသားသမီးကတခုခုပြောလာပြီးဆိုလို့ရှိရင်သူတို့ပြောစကားလေးကိုတေချာနားထောင်ပေးဖို့လိုအပ်ပါတယ်အဲ့ဒါမှခုသားသမီးနဲ့မိဘကြားမှာဆက်ဆံရေးပို့ပြီးတော့အဆင်ပြေလာမှာဖြစ်ပါတယ်ပြီးတော့နံပါတ်3အချက်က quality time အမှတ်တရဖြစ်စေမဲ့အခက်အတန့်လေးကို ဖန်တီးပေးတတ်ဖို့လိုအပ်ပါတယ် quantity time မဟုတ်ဘူးเนาะ quality time တချို့မိဘတွေရှိတယ်ခလေးတွေနဲ့စားတောက်ဆိုင်တွေသွားတယ်လက်ဖက်ရည်ဆိုင်တွေအတူသွားတယ်အဲ့ဒီအထိကအဆင်ပြေတယ်အဲ့ဒါ quality time ပဲဒါပေမဲ့အထဲရောက်တော့မလုပ်တယ်မှတ်လဲခလေးကလည်းသူ့ iPad နဲ့သူလူကြီးကလည်းကိုဖုန်းနဲ့ကိုဘယ်သူမှစကားမပြောသူတို့ကိုစီဖုန်းနဲ့အဲ့ဒါ quality time မဟုတ်ဘူး quantity time ပါခလေးတွေကြိုက်နှစ်သက်တဲ့အရာကို အတူတူ လုတ်ပေးခြင်းဟာ quality time လို့ခေါ်ပါတယ်ခလေးတွေအကြာကြီးလည်းမဆော့ခြင်းမအောင်အကြာဆုံး7မိနစ်15မိနစ်လောက်ပါပဲအေးတွေပြိုရှင်တဲ့အလုတ်ကိုအတူတူလုတ်ပေးခြင်းဟာ quality time လို့ခေါ်ပါတယ်အကြောင်းခလေးတွေအမှတ်တရဖြစ်စေမယ့်အရာလေးတွေကိုအတူတူဖန်တီးပေးတတ်ဖို့လိုအပ်ပါတယ်ဥပမာပန်းချန်သွားတာတို့လမ်းလျှောက်တာတို့ပြီးတော့မိပါနဲ့ခလေးတွေအတူတူကစားတာမျိုးပေါ့အဲ့လိုမျိုးခလေးတွေကတော်တော်လေးတန်ဖိုးထားတယ် clay wood branded အာပစ္စည်းတွေတော့ဝေပေးတာကိုကလေးတွေကမှတ်မနေပါဘူးသူတို့ကြီးလာပြီဆိုလို့ရှိရင်အဲ့ဒါတွေစိတ်ထဲမှာမရှိပါဘူးမိပါတွေနဲ့အတူတူပျော်ရွှင်ခဲ့တဲ့အချိန်လေးတွေပဲကလေးတွေကသတိရတာပါအဲကြောင့်ကလေးတွေနဲ့ကြမ်းမာတဲ့ဆက်ဆံရေးကိုတည်ဆောက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ quality time ကိုလည်းဖန်တီးပေးတတ်ဖို့လိုအပ်ပါတယ်စတုထအချက်ကပါလဲဆိုလို့ရှိရင် be supportive သားသမီးတွေကို support လုပ်ပေးတတ်တဲ့မိပါတွေ ဖြစ်ဖို့လိုအပ်ပါတယ်မိဘကိုယ်တိုင်ဟာကိုသားသမီးဖက်မှာရက်တည်နေပါတယ်ဆိုတာကိုကလေးတွေတီအောင်အပြောနဲ့ဖြစ်စေအလုံးနဲ့ဖြစ်စေပြတ်တက်ဖို့လိုအပ်ပါတယ်အမကူကလေးကတကူကူကောင်းတာလုပ်တယ်ဆိုလို့ရှိရင်မတိတလူဟန်ဆောင်တာမျိုးမဟုတ်ပဲနဲ့အတိမပြုတ် ပေးပြီးတော့ချီချူပေးတာမျိုးလုပ်ပေးတင်တယ်ပြီးတော့တယောက်ယောက်နဲ့ရန်ဖြစ်လာတဲ့အခါမှာကုသားသမီးကိုပဲမှားမှားမှန်မှန်ဆူဆုံးမှတာမျိုးမလုပ်တင်ဘူး ပါကြောင့်ဖြစ်တာလဲအကြောင်းရင်းကိုတေချာလေးစုံစမ်းဖို့လိုအပ်ပါတယ်တကယ်လို့မြောက်ကုသားသမီးကမှားတယ်ဆိုလို့ရှိရင်ကုသားသမီးတေချာလေးပြောပြဖို့လိုအပ်ပါတယ်နောက်တစ်ခါမှမှားရလဲအောင်ဒါမဲ့တခြားလူတွေကသူ့ကိုအနိုင်ကျင့်တာမျိုးဆိုလို့ရှိရင်အဲ့ဒါလေးကိုတေချာလေးဂိုင်တွေ့တဖို့လိုအပ်ပါတယ်မိဘဒီကုဖက်မှာရှိတယ်ဆိုတာကိုအပြည့်အဝယုံကြည်နိုင်အောင်ကလေးတွေရှိမှပြတ်တတ်ဖို့လိုအပ်ပါတယ်တချို့မိဘတွေဆိုကုသားသမီးဖက်မှာ ရက်တီအောင်မှုအပြောနဲ့ဖြစ်စေအလုံးနဲ့ဖြစ်စေမပြတ်တတ်ဘူးဘသူကမှအခုသားသမီးကိုမချစ်တဲ့မိဘဆိုတာမရှိပါဘူးဒါမဲ့မပြတ်တတ်တာခလေးတွေနားလေနိုင်လောက်တဲ့ချစ်ချင်းနေကို အပြောနဲ့ဖြစ်စေအလုံးနဲ့ဖြစ်စေမိဘတွေကိုယ်တိုင်ပြပေးတတ်ဖို့လိုအပ်ပါတယ်ရေဝီအဖြစ်ဒီလေးချက်ကိုသာတေးချလေလုံနိုင်မယ်ဆိုလို့ရှိရင်မိဘနဲ့သားသမီးကြားဆက်ဆံရေးကပိုပြီးတော့ခိုင်မာလာမှာဖြစ်ပါတယ်။ခလေးတွေငယ်စဉ်ကလေးကမိဘနဲ့ ကားတနေချက်ဆစ်ဆိုင်ကြီးကောင်းမှအရွေရောက်တဲ့အခါမှာကောင်းဝင်တဲ့စိတ်ခံစားချက်တွေ healthy relationship ကိုမိပါနဲ့တာတမိကြမှာခိုင်မြဲလာမှာဖြစ်ပါတယ်နောက်ဆုံးနေနဲ့ပြန်ပြောမယ်ဆိုလို့ရှိရင်မိသွားမှာဆိုလို့အခုပြောတဲ့အချက်လေးချက်တည်းမှာပထမဆုံးအချက်က open relationship တိဆောက်ဖို့လိုပါတယ်ပြီးတော့ဒုတိယအချက်က a good listener နားထောင်ပေးတဲ့သူဖြစ်ဖို့လိုပါတယ်တတိယတစ်ချက်က quality time ဖန်တီးပေးတဲ့ဖို့လိုပါတယ်အမှတ်ရစေမဲ့ အခိုက်အတန့်လေးကိုဖန်တီးပေးတတ်ဖို့လိုပါတယ်နောက်ဆုံးအချက်က be supportive ကိုမိဘဒီတာသမီးဖက်မှာရှိနေပါတယ်ဆိုတဲ့ဟာကိုအပြောနဲ့ဖြစ်စေအလုံးနဲ့ဖြစ်စေပြတတ်ဖို့လိုပါတယ်ဒီအချက်လေးချက်ကိုသာတေးချလေးလုံနိုင်မယ်ဆိုလို့ရှိရင်မိဘနဲ့တာသမီးကြား healthy relationship ကိုတည်ဆောက်လာနိုင်မှာကျင်းတည်တယ်ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုမှာအနေနဲ့မျှဝေပေးချင်တာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုရှုရှိတယ်ဆိုလို့ရှိရင်သူတစ်ပါးတွေအတွက်အကျိုးရှိအောင်မျှဝေပေးစေချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်